ဆရာနဲ့တခိုးဖမ်းမိဂါတာရေရာလေးတင်ပြပေးပါတဲ့နော်ဒီတခိုးဖမ်းတာတော့နော်တခိုးဖမ်းနဲ့ရေရာကြတော့လောက်ရတာခတ်တယ်နော်လောက်ရတာခတ်တယ်အဲရိုးရိုးရှင်းရှင်းလောက်လို့မရဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်ကဥစ္စာပြောက်ရင်နော်ကိုပြောက်တဲ့ပစ္စည်းကိုပြန်လာပို့စီတဲ့ရေရာလေးကိုကျွန်တော်ပြောပြပေးမယ်နော်ပထမဦးဆုံးထိုင်းရွက်တရွက်ကိုရှာပါနော်ထိုင်းရွက်တရွက်မှာ ုံမနှုတ်သားစိတ်တံမှိုင်းဆိုပြီးတော့ရေးပါခန်းရပါမှာနော်ရေးပြီးပြီဆိုလို့ရှိရင်ကိုအိမ်နားမှာတင်းငုတ်တူရှိတာတော့လကားမရှိဘူးဆိုလို့ရှိရင်လည်းရှာပေါ့နော်အဲ့တင်းငုတ်တူအလဲကိုထွင်းပါနော်အလဲကိုထွင်းပြီးလို့ထွင်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုံမနှုတ်သားစိတ်တံမှိုင်းရေးထားတော့ခန်းရွက်ကိုဇောက်ထိုးထည့်ပါတင်းငုတ်ထွင်းထားတဲ့အပေါက်ထဲကိုနော်ပြီးတော့မှအဲ့အပေါက်ကို ဒီတစ်တူတစ္ဆာနောက်ထွင်းထားတဲ့တစ်တူတစ္ဆာနဲ့ပြန်ပြီးတော့ပိတ်ပါပိတ်ပြီးရင်ဇီးသားခွနချောင်းနဲ့ဒီတင့်ငုတ်ကိုမိပုံတိုက်ရှို့ပါအဲ့ဒါဆိုလို့ရှိရင်ကိုပျောက်တဲ့ပစ္စည်းပြန်လာပို့ပါလိမ့်မယ်အဲချက်ချင်းပျောက်တာတော့၎င်းဒါတော့ဗောနော်ချက်ချင်းပျောက်တာတော့၎င်း နှစ်ရက်သုံးရက်ဟမ်ပျောက်ပြီးတာနှစ်ရက်သုံးရက်ကြာတာတော့လကောင်းဒါမျိုးတွေဆိုလို့ရှင်တော့လုံးလို့ရပါတယ်เนาะရက်အများကြီးကြာသွားတယ်ဆိုလို့ရှင်တော့ဒီရာကလုံးလို့မရဘူးအဲ့တော့ကျွန်တော်ပြန်ပြောပြပေးမယ်เนาะထိုင်းရွက်တဲ့ရွက်မှာအုံမနုဿစိတ်တံမှိုင်းဆိုပြီးတော့ရေးပါရေးပြီးပြီဆိုလို့ရှင်မိမိအိမ်သားမှာရှိတော့တင့်ငုတ်တူမဟုတ်အဲတခြားတနေရာမှာရှိတဲ့တင့်ငုတ်ပေါ့เนาะအိမ်သားမှာတင့်ငုတ်တူမရှိဘူးဆိုလို့ရှင်တခြားနေရာမှာရှိလဲရပါတယ် အဲ့တင့်ငုတ်ကိုအလဲမှာအပေါက်ထွင်းမှာထွင်းပြီးပြီဆိုလို့ရှိရင်အဲ့အပေါက်ထဲကိုဒီခန်းရွက်ကိုဇောက်ထိုးထည့်ရမှာဖြစ်ပါတယ်နော်ဇောက်ထိုးထည့်ပြီးတော့မှကျွန်တော်ဒီအပေါက်ကိုပြန်ပိတ်ဖို့တော့ကိုတစ္ဆာတွေနဲ့ပြန်ပြီးတော့ပိတ်ပါပိတ်ပြီးပြီဆိုလို့ရှိရင်ဒီသားခုနှစ်ချောင်းနဲ့ဒီတင့်ငုတ်ကိုမီးပုံတိုက်ရှို့ရဲဆိုလို့ရှိရင်ကိုပြောက်တဲ့ပစ္စည်းကိုပြန်လာပို့ပါတယ်ပြန်လာထားပါတယ်เนาะဘယ်အချိန်မှာဒီမီးရှို့နေတဲ့အချိန်မှာတော့ဘယ်အချိန်မှာ ပျောက်တယ်ပေါ့နော်ဗာပစ္စည်းပျောက်တယ်အဲအချိန်အတိအကျမသိဘူးဆိုလို့ရှိရင်ခံမှန်းချိန်နော်ခံမှန်းချိန်လေးပေါ့နော်ဒါလေးဥတော့ပြောပြီးတော့မှအမြန်ဆုံးငါးပစ္စည်းငါးထံအမြန်ဆုံးပြန်လာဖို့ဆိုပြီးတော့မှစည်းသား9ချောင်းနဲ့မီးပုံတိုက်ရှို့ရမှာဖြစ်ပါတယ်နော်ဒါကတော့လွယ်ပါလေဒီသခိုးဖန်းနာတို့နော်သခိုးဖန်းနဲ့ဂါရာတို့ကကြတော့ဂါရာကတော့အဆင်ပြေတယ်သခိုးဖန်းနဲ့ရေရီယာကနော်လောက်ရတာ များလဲများတယ်အခက်လဲခက်ခဲတယ်လွယ်လွယ်ကူကူနဲ့မရဘူးเนาะဒါကြောင့်မလို့ကျွန်တော်ဒီရေဒီယာလေးကိုပြီးတာပါเนาะကျေးဇူးပါ